ားနဲ့တနက်နဲ့ရှိဒါသာငါပေးမှာပေါ့လို့အာဟာဘောငငယ်တုန်းကစောခဲ့တဲ့ဟာတွေပေါ့လေဒါတချိန်ကြီးမှာအသုံးပြန်ဝင်တဲ့သဘောပါပဲဟုတ်အဲတစ်ပင်တက်တာပေါ့ငငယ်တုန်းကနေမှာနေတုန်းကဆိုရင်တစ်ပင်ပေါ့တက်ပြီးစော့ဘူးတယ်အဓိကတော့ငငယ်တုန်းကအချိန်တွေကိုသတိရသွားတာပေါ့နော်ပွာလဲဆိုတာတဲ့ကိုသတိရသွားဒါပေမဲ့ကျွန်တော်ရိုက်တာမူတွေကြီးဆိုတော့ရင်းကြီးတွေနဲ့နည်းနည်းတော့အာ rehearsal တော့နည်းနည်းလုပ်ရတယ် ိုယ်တိုင်စမ်းတက်ကြည့်ပြီးတော့မှအစဉ်ပြေတဲ့ခါကျမှပဲတက်ဖြစ်တာပေါ့နော်အဓိကတော့ဒေါ်ရိုက်တာကလည်းဒါဟိုတလျှော့တည်းလိုချင်တယ်ပေါ့နော်အဲတလျှော့တည်းလိုချင်တယ်ဆိုတာလည်းဒါလောက်ဖြစ်သွားတာပေါ့အဲ့ဒါလေးပေါ့လေ ော့လှုပ်လိုက်တော့လည်းဘာဖြစ်ဖြစ်အပေါ်ရောက်သွားတာပဲပေါ့ဒူးတုံတယ်လို့တော့မဟုတ်အဓိကတော့သူကကြောက်ကြောက်နဲ့တက်ရတဲ့ပုံစံမျိုးဆိုတော့လေအဲ့လိုမျိုးဟိုစိတ်ခံစားမှုတော့ထဲ့ထားရတာပေါ့အဲ့လိုမျိုးစိတ်ထဲမှာတော့အဲ့လိုမျိုးအဓိကတော့စိတ်ထဲမှာဂျပန်တွေကိုကြောက်တဲ့စိတ်နဲ့သူကတက်သွားတဲ့သဘောမျိုးဆိုတော့လေအဲအဲ့လိုမျိုးဇက်ရုပ်ပြီးပြအောင်တော့စူးစမ်းခဲ့ရပါတယ်ဘယ်ခရူးဇက်ရတာလဲပုံများတာတလို့ကျွန်တော်တို့ရဲ့ဘောလို့ခေါ်မလဲဆိုတော့လေ အဲကျွန်တော်တို့အတွက်ပိုကောင်းတယ်ပေါ့အဲကျွန်တော်တို့အတွက်ဒီအမားကိုထောက်ပြနိုင်တဲ့လူတွေပိုများလာလေလေအမှန်ကိုမြင်မြင်အမှန်ကိုရောက်ဖို့အတွက်ပိုနီးလေလေပေါ့ဟာကြတော့ဒီနှစ်ပတ်ရ ရရှိသွားတာကတော့ပြည်သက်ရဲ့အပိမှုပေါ့နော်ပြည်သက်ရဲ့အပိမှုကြောင့်သူအသက်မထားတဲ့အဲယုံယုံွေဝင်ွေစံချိန်လေးပေါ့အားလေးကိုပြီးသွားတဲ့အတွက်ကြောင့်မလို့ဒီကားလေးကိုနှစ်ပတ်ပြသက်ခွင့်ရတဲ့အတွက်အပိကေတာအပိကေကြတဲ့ပြည်သက်တယောက်စီတယောက်စီတွေကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ် ဓိကတော့ပြည်သက်နဲ့တွေ့ကျင်တာပေါ့အာနောက်တစ်ချက်ကကြတော့ဒီအချိန်မှာကကျွန်တော်တို့ကဒီပြည်သက်တွေနဲ့နွေတွေ့တွေ့တွေ့ဆုံမှုလည်းလိုအပ်တယ်လို့မြင်တယ်လေအာနောက်တစ်ခုကကြတော့အာဒါကောမဒီကားလေးလည်းဖြစ်တယ်ကျွန်တော်မရိုက်တာကြာပြီဖြစ်တဲ့ဒီကောမဒီရသလေးကိုလည်းအပြည်သက်ကဟိုထွေလာတင်တင်ကလေးကစိတ်ဝင်စားမှုရှိတယ်ဆိုတဲ့အခါကျတော့ဒါအခု promotion မှာတော့ကိုယ်လည်းကိုကိုတိုင်းပေါ့နော်အကျဉ်းစုတင်တဲ့အကြောင်းလေးကိုသွားပြောကျင်တယ်ဆိုတော့အစိမ့်နဲ့ဒါပြည်သက်နဲ့ထိတွေ့ဖြစ်တာပါခင်ဗျာအာသဘောကျလာပေါ့ကျွန်တော် ဆိုလို့ရှိရင်ဟိုတပုံမရိုက်လိုက်တဲ့ဟိုပြိသက်တွေတောင်ရှိတယ်အဓိကတော့ဟိုတွေ့တဲ့အချိန်လေးပါအကုန်လုံးကိုတော့ရိုက်ပေးခြင်းတယ်ပေါ့နော်တပုံလေးဒါပေမဲ့တချို့မရိုက်လဲရတဲ့ပြိသက်တွေရှိတဲ့အခါကျတော့တကယ်ကိုအားနာပါတယ်လို့ပြောခြင်းပါတယ်အာအပြမမှုကတော့မရှိပါဘူးအဓိကကတော့အပရိသတ်နဲ့တွေ့လိုက်လို့ရှိရင်ကျွန်တော်တို့ကပျော်ရွှင်မှုပေါ့အဓိကတော့ဦးနဲ့တူဒီမေတ္တာကူးဆက်မှုပေါ့ချီချီနူးမှုပီတိဖြစ်မှုတွေကပုံများတော့အာပင်ပန်းတယ်ဆိုတဲ့စိတ်ခံစားမှုတော့မခံစားပြီပါဘူး ဟိုပါဘောဟိုပါဒီကားလေးနဲ့ပတ်သက်ပြီးတော့သူတို့ပျော်အဓိကတော့ပျော်သွားတာပေါ့နော်ဟိုပါဘောအဲတေဥဆောင်တရားကိုကိုအပြင်မှာမြင်ရတဲ့ခံစားမှုမျိုးကိုပို့ဖြစ်မှာပေါ့နော်အဲဇကာပြီးသွားမှဝင်တဲ့ခါကျတော့လေသူတို့ပျော်ရွှင်နေတာတွေ့ရတော့ကိုတွေလည်းအပျော်တွေကူးဆက်တာပေါ့နော်အရန်ကြီးရတယ်နောက်ပြီးတော့အရန်သဘောကျတယ်လို့တော့ပြောပြောကြမှာဒါနဲ့တနေနဲ့ရှိပြီဒါသာငါပေမှာပေါ့လို့ အာဘာပေါ့ငငယ်တုန်းကစောခဲ့တဲ့ဟာတွေပေါ့လေဒါတချိန်ချိန်မှာအသုံးပြန်ဝင်တဲ့သဘောပါပဲဟုတ်ငငယ်ကတော့တစ်ပင် တက်နေကြပါဘောအဲတစ်ပင်တက်တာပေါ့ငငယ်တုန်းကနေမှာနေတုန်းကဆိုရင်တစ်ပင်ပေါ့တက်ပြီးစော့ဘူးတယ်ပေါ့အဓိကတော့ငငယ်တုန်းကအချိန်တွေကိုတတိယဝါတာပေါ့နော်ကွာလဲဆိုတာတဲ့ကိုတတိယဝါဒါပေမဲ့ကျွန်တော်ရိုက်တာမူတွေကြီးဆိုတော့ရင်းကြီးတွေနဲ့နည်းနည်းတော့အာ rehearsal တော့နည်းနည်းလုပ်ရတယ်ပေါ့ကိုယ်တိုင်စမ်းတက်ကြည့်ပြီးတော့မှအစဉ်ပြေတဲ့ခါကြမှာပဲတက်ဖြစ်တာပေါ့နော်အဓိကတော့ဒေါ်ရိုက်တာကလည်းဒါဟိုတလျှော့တဲ့လူကြီးနေပေါ့နော် အတျော့တဲ့လူကြီးနေဆိုရလဲဒါလှုပ်ဖြစ်သွားတာပေါ့အဲ့ဒါလေးပေါ့လေဆိုတော့လှုပ်လိုက်တော့လဲဘာဖြစ်ဖြစ်အပေါ်ရောက်သွားတာပဲပေါ့ဒူးတုံတယ်လို့တော့မဟုတ်အဓိကတော့သူကကြောက်ကြောက်နဲ့တက်ရတဲ့ပုံစံမျိုးဆိုတော့လေအဲ့လိုမျိုးဟိုစိတ်ခံစားမှုတော့ထဲ့ထားရတာပေါ့အဲ့လိုမျိုးစိတ်ထဲမှာတော့အဲ့လိုမျိုးအဓိကတော့စိတ်ထဲမှာဂျပန်တွေကိုကြောက်တဲ့စိတ်နဲ့သူကတက်သွားတဲ့သဘောမျိုးဆိုတော့လေအဲ့လိုမျိုးဇက်ရုပ်ပြပြအောင်တော့စူးစမ်းခဲ့ရပါတယ်ဟိုပါပေါ့အဓိကတော့ဟိုကကိုကိုတိုင်းလဲဟိုလှုပ်လို့ရတဲ့ တိုင်းတာတစ်ခုရှိရဲဆိုတော့ကိုကိုနဲ့လှုပ်တာပဲများပါတယ်ကိုကိုနဲ့လှုပ်လို့မရတဲ့ဟာမျိုးဆိုရင်လည်းအစတွေကလည်းမယွေးတာလည်းပါတယ်အဲ့လိုမျိုးလေအဲဘာဆိုတော့ဟိုကိုကိုတိုင်းလှုပ်လို့မရမှတော့တခြားလူကိုလည်းမလှုပ်စေချင်ဘူးအဲအဲ့လိုမျိုးစိတ်ကြောက်အာကိုကိုတိုင်းလှုပ်လို့ရတဲ့ဇာတ်လောက်ကိုပဲယွေးဖြစ်တာများပါတယ် CGI ကကျွန်တော်တို့ကဒါဟိုပါဘောအတက်နိုင်ဆုံးကျွန်တော်တို့ကဟိုအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ပေါ့နော်ကြိုးစားထားရလို့တော့ပဲကျွန်တော်တို့ပြောလို့ရအောင်ပါပေါ့အဓိကတော့ဟိုအကောင်းဆုံးကြီးတော့မဖြစ်သေးဘူးကျွန်တော်တို့ကအာဘယ်လိုခေါ်မလဲဆိုတော့ကြိုးစားမှုကိုတော့မြင်နေရတယ်ပေါ့နော်အဲ့အတွက်လည်းဟိုဘယ်လိုဘယ်လိုပြောရမလဲဆိုတော့ဟိုပါပရိသတ်ရဲ့တချို့ comment တွေကကောင်းတဲ့ဟာတွေရှိတယ် အဲမကောင်းတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒါဒီလိုမျိုးအချိန်တစ်ခုကိုတော့ကျွန်တော်တို့ကြော်ဖြတ်ရမှာပေါ့အကောင်းဆုံးကြီးကိုရောက်ဖို့အတွက်ဒီလိုမျိုးနည်းနည်းအဲအားနည်းချက်ရှိတဲ့ပုံစံမျိုးနဲ့ဖြတ်တန်းကြရမှာပဲအကောင်းဆုံးကြီးကိုတော့ချက်ချင်းတော့ကျွန်တော်တို့ရောက်လို့မရဘူးပေါ့နော်အဲဆိုတော့ဒါဖြတ်တန်းနေတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့အတွက်ဘာဖြစ်ဖြစ်အဲဒီ result ကလေးကတော့ဂျင်းနဲ့ဆရာကောင်းတဲ့ result တစ်ခုလို့တော့ကျွန်တော်မြင်ပါတယ်ဗျာဟိုပါပေါ့ရှိတယ်ဆိုတာနောက်ကားတွေလည်းကျွန်တော်တို့ဒါ ဇကာထဲမှာဇက်ဝင်ခန်းအရာပါဝင်တဲ့ဟိုပေါ့နော်ဟိုအချိန်တိန်းတာအရာကျွန်တော်ရာခိုင်နှုန်း20ရာခိုင်နှုန်းတော့ပါဝင်တဲ့စီချိန်ပါဝင်တဲ့ဇကာလေးတွေလည်းရှိပါတယ်။အာဒီနှစ်ထဲမှာလည်းလာဖို့ရှိပါတယ်ဗျ။ဟုတ်ဟုတ်ဝတ်တာပါတယ်ကျွန်တော်တို့ကလည်းဘယ်လိုခေါ်မလဲဆိုတော့လေအတက်နိုင်ဆုံးပေါ့နော်ဟိုကိုရီဖြတ်တန်းခဲ့တဲ့အမှုပညာတက်တန်းကလည်း20ကျော်ဝန်းကျင်ထဲမှာရောက်နေပြီပေါ့နော်ဆိုတော့အဲ့ခါကျတော့အတက်နိုင်ဆုံးတော့ကိုရီအဲရိုက်ကူးတဲ့အချိန်မှာ ဒီရကူးတဲ့ဒါရိုက်တာနောက်ပြီးရွေးဇလန်းရွေးချယ်တာကအစပေါ့နော်အတက်နိုင်ဆုံးကျွန်တော်တို့ကဒီရုပ်ရှင်ဆန်ပြီးတော့မှအာယတာဟိုဘယ်လိုခေါ်မလဲဆိုတော့ဟာတာယတာတကယ်မြောက်တဲ့ဇလန်းမျိုးတွေကိုပဲရိုက်ချင်တာပေါ့နော်အဲဆိုတော့ဒီဒီကားဒီကားကတကယ်တမ်းဆိုလို့ရှိရင်တော့ဟာတာယတာမြောက်အရင်မြောက်တယ်ဆိုတာအထက်ကိုကျွန်တော်တို့ကတော့ဟို commercial ပေါ့နော်တကယ်အခုလက်ရှိ trend ဖြစ်နေတဲ့ trend တွေကိုကျွန်တော်တို့90%လောက်ဝင်ထားတဲ့ကားလောက်တောင်ပြောလို့ရပါတယ်ဒါကတော့ဟာတာယတာကြီးကိုကျွန်တော်တို့က ဘယ်လိုခေါ်မလဲဆိုတော့အရန်ကြီးကျွန်တော်တို့ကဟိုအားဆိုင်တွေထားတယ်ဆိုတာတက်ကိုဖြစ်ဟိုရိုက်လာခဲ့တဲ့အတွေ့အကြုံတွေနဲ့ပေါင်းပြီးတော့မှကျွန်တော်တို့ဒါအကားကိုအကောင်းဆုံးတိဆောက်ထားကြရတယ်အကောင်းဆုံးစ조사ထားရတဲ့အနေထားလောက်လို့တော့ကျွန်တော်မြင်တယ်ဒါကြီးကအရန်ကြီး perfect ကြီးလို့တော့ပြောလို့တော့မရသေးဘူးပေါ့နော်ဒါပေမဲ့ဒီအတိုင်းအတာလေးတစ်ခုပေါ်မှာပရိသတ်ကဒီလောက်ဒီအားပေးတယ်ဆိုရင်ကျွန်တော်တို့ကဒီထက်မကပို့ပြီးတော့လုပ်ဖို့လိုအပ်တယ်ဒီထက်မကပို့ပြီးတော့조사ရမယ်ဆိုတော့အဲစိတ်ထဲမှာအဲ့ဒီခံစားမှုမျိုးကတော့ကျွန်တော် ဟိုနေ့တိုင်းနေ့တိုင်းဝင်မိတယ်ဒါအမှုပညာရှင်တိုင်းလည်းဒီလိုမျိုးပဲဖြစ်တင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ဘယ်ခရူးဆက်ရတာလဲပုံများလာတယ်လို့ကျွန်တော်တို့ရဲ့ဘောလို့ခေါ်မလဲဆိုတော့လေအဲကျွန်တော်တို့အတွက်ပိုကောင်းတယ်ပေါ့အဲကျွန်တော်တို့အတွက်ဒီအမားကိုထောက်ပြနိုင်တဲ့လူတွေပိုများလာလေလေအမှန်ကိုမြင်မြင်အမှန်ကိုရောက်ဖို့အတွက်ပိုနီးလေလေပေါ့ဟုတ်အာပါတာပေါ့ကျွန်တော်ပြည့်စက်ဝေဖန်မှုကိုအရန်သဘောကြတယ်နောက်ပြီးတော့ ဘယ်လိုခေါ်မလဲဆိုတော့သူတို့ရဲ့ဟိုလမ်းပြမှုနဲ့ပဲကျွန်တော်တို့ကဒီဒီလောက်ဒီကိုကျွန်တော်ကဟိုရက်တည်နိုင်နိုင်ရလို့ပြောလို့ရပါတယ်ဗျဟုတ်ဟုတ်ကဲ့ပါအခုဒီကန်တဝင်းကတိုးကနှစ်ပတ်ပြတ်သက်ခွင့်ရသွားတဲ့အခါကျတော့နောက်တစ်ပတ်လဲဒါဆက်လက်ပြီးတော့ရုံကမှာအချီရှူခွင့်ရနိုင်အောင်မှာဆိုတော့မကြီးရသေးတဲ့ပြည်သက်တွေလာရောက်ချီရှူဖို့တစ်ဖက်ခေါ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်